မင်္ဂလာညချမ်းပါရှင်နေပြီးတော့မိုးလီဝတ္တနဲ့ဇလာပိတာညချမ်းမှုစီဌာနမှာ2025ခုနှစ်မတ်လ10ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလီဝတ္တသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့ညနေ6:00နာရီခွဲချိန်တိုင်းတော်ရရှိခဲ့တဲ့အမြင့်ဆုံးဘူချိန်များမှာနေပြီးတော့မှာ38ဒီဂရီဆက်စီရဲ့100ဒီဂရီဖာရင်ဟိုင်းရှမ်းကုန်းမြို့မှာ36ဒီဂရီဆက်စီရဲ့69ဒီဂရီဖာရင်ဟိုင်းနဲ့မန္တလေးမြို့မှာ38ဒီဂရီဆက်စီရဲ့100ဒီဂရီဖာရင်ဟိုင်းတို့ဖြစ်ကြပါတယ် ဒီကနေ့ညနေ6:00ခွဲအချိန်မိုးလေဝသကြိုတုမှဖန်ရရှိတဲ့ပုံရကပ်ပလီပင်လယ်ပြင်တောင်ပိုင်းဘင်္ဂလားပင်လယ်ော်တောင်ပိုင်းနဲ့အလဲပိုင်းတို့မှာတိမ်တိမ်တိမ်မှာတိမ်တူထန်နေပြီကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ဘင်္ဂလားပင်လယ်ော်မြောက်ပိုင်းတို့မှာတိမ်နေငယ်ဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပုံမှာကတော့မြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာတိမ်ကိစင်တလောက်ရှိနေပြီကြံဒေသတွေမှာတိမ်နေငယ်မှာတိမ်တိမ်တိမ်ဖြစ်ထွန်းနေရကိုတွေ့ရပါတယ်မြန်မာပင်လယ်ပြင်မှာလိုင်းနိုင်ငံမှာတိမ်တိမ်ရှိပါမယ်လိုင်းမြန်မာ မြမကံဦးရန်တရှောင်းနဲ့ကံလွန်ပင်လေပြင်းတို့မှာဒေဗီမှာခုနှစ်ပြီးကန်ရှိနေပါလိမ့်မနှက်ဖြန်မွန်တဲချင်းဒီခံမဲချက်များအနေနဲ့ကတော့ AR တိုင်းဒေသကြီးရှန်ကုန်တိုင်းဒေသကြီးနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမွန်နေငယ်ရွာနေပါလိမ့်ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းပဲခူးတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းနဲ့ရှေးပိုင်းကယားပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတိမ်တင်းတင်းဖြစ်တော်မူ ချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေတန်းဒေသကြီးစကန်နတ်ဒေသကြီးအောက်ပိုင်းမန္တလေးတန်းဒေသကြီးနေပြည်တော်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာအများအပြားတိုက်ရပါမယ်။နေပြည်တော်နဲ့ညတိုင်းမနက်ဖြန်အတွက်မိုးလေဝသအခြေအနေခမန်းကြမှာအများအပြားတိုက်ရပါမယ်။အမြင့်ဆုံးမူချိန်မှာ38ဒီဂရီဆက်စီရဲ့100ဒီဂရီဖာရင်ဟိုက်နဲ့အနိုင်ဆုံးမူချိန်မှာ20ဒီဂရီဆက်စီရဲ့68ဒီဂရီဖာရင်ဟိုက်ရှိနေပါသေး။ရှန်ကုန်းမြို့နယ်နေတဝိုင်းမနက်ဖြန်အတွက်မိုးလေဝသအခြေအနေခမှန်ချက်မှာတိမ်တင့်တင့်ဖြစ်တော့မှာမယ်။ အမြင့်ဆုံးဘူချိန်မှာ38ဒီဂရီဆက်ဆီယက်69ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးဘူချိန်မှာ24ဒီဂရီဆက်ဆီယက်85ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။မန္တလေးမြို့နယ်ဤတွိုင်းမနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာအများအပြားတာယာပါမယ်။အမြင့်ဆုံးဘူချိန်မှာ38ဒီဂရီဆက်ဆီယက်100ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးဘူချိန်မှာ20ဒီဂရီဆက်ဆီယက်68ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်အနေနဲ့ကတော့ကချင်ပြည်နယ်စကိုင်းနယ်ဒေသကြီးထပ်ပိုင်း တရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတနင်္သာကြီးတို့မှာနေရာကွက်ကြားမူရွာနိုင်ပါတယ်။ရေနှင်းမြေခြေနေတဲ့အေရော်ရီမြေဟာဒီကနေ့မြန်မာစံတော်ချိန်စနေ30ရက်နေ့ချိန်တိုင်းထွာကြရာမန္တလေးမြို့မှာ339စင်တီမီတာသို့ရောက်ရှိနေပါတယ်။ဆိုပါမြေဟာနောက်9ရက်အတွင်းလက်ရှိရေမှန်းအောက်3ပေခန့်ကျဆင်းလာနိုင်ပြီးရေမျိုးရဲ့ရေနဲ့တရိပ်ပိမှန်360စင်တီမီတာအောက်မှာဆက်လက်တည်ရှိနိုင်ပါတယ်။ချင်းလွင့်မြေဟာဒီကနေ့မြန်မာစံတော်ချိန်စနေ30ရက်နေ့ချိန်တိုင်းထွာကြရာ မုံရွာမြို့မှာ63စင်တီမီတာသုံးရောက်ရှိနေပါတယ်။အဆိုပါမြေဟာ2025ခုနှစ်မတ်လဒုတိယဆယ်ရက်ပတ်အတွင်းလက်ရှိရေမှန်အောင်3လမခန့်ကျဆင်းလာနိုင်ပြီးရေမြို့ရဲ့ရေနဲ့တတိပိမှတ်100စင်တီမီတာအောက်မှာဆက်လက်တည်ရှိနိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမချမ်းသာကြပါစေရှင်။